။အလုံးမဲမင်္ဂလာပါဗျာ။ခုတစ်ခါမှာတော့နာမည်ကြီးနေတဲ့ဂျူလီယာဆက်ရဲ့ပြောကြားမှုပေါ့။ပြန်လည်ဖြည့်ဆင်းလာတဲ့မိုးကွန်းမြို့တထေးကြီးဦးရောဆက်ရဲ့ရုပ်တံပြုပိုင်းလေးကိုအားလုံးတရားတင်ပြပေးလိုက်ပါတယ်ဗျာ။အလုံးလေးဒီပြုပိုင်းလို့ကြည့်ပြီးတော့ဝေဖန်သုံးသပ်ပေးကြပါအောင်ဗျာ။အားလုံးလေးမင်္ဂလာပါဗျာမြန်မာ country knowledge channel မှာပြန်လေးကြိုဆိုလိုက်ပါတယ်ဗျာ နီလာနည်းမင်းလေဒီခုချင်းကောင်မင်းကြီးလားမင်းပြီပြီဘာပြောလဲမဆိုင်ဘူးဘူးကြိုက်တာတော့ဒီလိုဟုတ်ပြီမင်းကပြောတယ်ဟိုမဟုတ်ဘူးငါဟိုလေမဟုတ်ကြီးမဟုတ်ကြီးကြီးပြောနေပါဆိုပြောတယ်လို့ထင်ပါဆိုဟုတ်လားဟိုခုတမီးကိုပြောတယ်ပြောခံရတာဒီလက်ဆက်ပြောရမစားဘူးငါဘာမှဝင်ပြောစရာမလိုဘူးငါမွေးထားတာလေဟုတ်လားကိုမွေးထားကိုကလေးကိုကိုမနိုင်ဘူးသဘောမျိုးဖြစ်တာပေါ့နင်တို့မှပဲထိန်းလာတယ်လေဟုတ်လားငါဆိုရင်သူနဲ့တွေ့ရဖို့ဆိုတာအเจ้าဟိုမှာအမေကောင်းမှာ၄၅နှစ်ပတ်သက်တယ် ပြီးပြန်လာတဲ့အချိန်မှာလည်းအဲ့လိုအခုသူသူ့ဒီဟိုတယ်ကိုအပ်တယ်အဲ့တော့ဟိုတယ်အပ်ပြီးမှသူ့ကိုပြန်လာတတ်ဖြစ်တဲ့အတွက်ငါတို့မိသားစုမှာသူကတီတီတီအမေရိကန်မှာပွဲရခဲ့တာအဲ့တော့ငါမှလည်းဟိုအားကိုးလို့နောက်ပြီးပုံသိကောင်တော့ငါတို့ဒီစုတစ်မျိုးလုံးကိုစားဒီလည်းသူတော်လို့ရှိရင်ဒီလည်းဆက်ကြောင်းမှုဟုတ်လားဘယ်လိုပဲဘယ်လိုနာမည်လေးကိုခိုင်းသွားနိုင်အောင်ဒီမှာကျူးစားခဲ့တဲ့ဥစ္စာကိုနာမည်ကိုခိုင်းသိမ်းနိုင်အောင်ငါဒီလိုကြည့်နေတာပေါ့ဒါပေမဲ့မမျိုးလင့်မင်းလည်းအခုဒီနေ့ဒီလည်းဆက်ပါအဲ့လိုကြီးကိုပြောနေတယ်ခလဲကံပြင်းတယ်ဒါပေမဲ့ ကိုမိသားစုအပြင်ရုပ်သူများကိုလည်းဟာဘာမှပြောစရာမလိုတော့အဲ့တော့ဂျုံတင်ကြောင်တင်ထင်သွားပြင်ငါဘဝကပျောက်နေတာအချမ်းဖက်ဆိုလည်းဆိုတော့ဂျီနီကာလိုအွေလေးတော်ကအဲ့လိုဟောတိုကီယာလုပ်တယ်ဆိုရှင်ဟဲ့လားသူများတွေမဟုတ်မဟုတ်တဲ့ဥစ္စာတွေပဲပြောထားလို့အခံပြန်တာပြောတာဟုတ်တာပြောတာတော့ဂျီလက်စ်ဂျီလက်စ်ကိုငါရိုက်လို့ဘာညာဆိုခါရိုက်တယ်ကွာအဲ့လားသူမွေးရစိတ်တုံးလို့ရိုက်လိုက်တယ်ဆိုတော့မန္တလေးကမမရိုက်ဘူးဘယ်တော့မှမပြောဘူးငါသားသမီးတွေကွာလိမ်မာစီခြင်းတယ် ဟုတ်လားဒီတက်တူးကိစ္စဆိုရင်ညလုံးမောင်ညမှာ ਨੇ ငါညလုံးမောင်ကိုလည်းခဏခဏပြောတယ်ခရီးကိုတက်တူးရောင်းတူခံလို့ငါမချိုက်ဘူးအဲ तू ကထိနေတယ် तू အနိကနေနေတဲ့အတွက်ငါတားမပြောနေဘူးအခုဒီနေ့ဂျင်းတဲ့အတိုင်းပဲဒီတက်တူးထိုးလိုက်တယ်တက်တူးဒီဆိုငါတို့လီစုလူမျိုးမှာလည်းမျိုးမရှိဘူးဒါရင်ချင်းကိုပြောရမှာဗမာလူမျိုးမှာဆိုလည်းညလုံးမောင်ဗမာနော်ငါတို့ဗမာဆိုမြန်မာဟုတ်ဖို့ဆိုတမင်းနဲ့ဗာနဲ့ဖြစ်အောင်သူ့မြေဆင်ပြရမယ်ခုသူ့တမင်းကတက်တူးထိုးထားမှဒါခုမြန်မာလူမျိုးရင်ချင်းကိုပျောက်နေတယ်ဆိုတော့ဂျင်းနီကာကိုဘာဘာ ဟိုးငငယ်တော့ဘယ်လခါရိုက်ဘူးလဲပြန်ရောငယ်တော့ဘယ်လခါရိုက်ဘူးလဲလူအမေနဲ့ပဲနေတာများလဲကိုယ်စစ်တယ်မှာနေတယ်ဟုတ်ပါမယ်ရိုက်ခါပါ